ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ6ရက်နေ့ဖြစ်ပါတယ်ဆိုတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထုသတင်းကောင်းလေးတွေကိုရုံးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ကြောက်ဖြူတိုက်ပွဲကအလွန်ပြင်းထန်နေပါတယ်စစ်တပ်ကအကြဆုံးတွေများနေပြီးတော့မှစစ်မြေပြင်မှာအလောင်းတွေကိုကောက်ယူမနိုင်လောက်တဲ့အထိပြန်ကျင်းနေတယ်လို့ကျွန်တော်တို့သတင်းကောင်းလေးတွေကြားနေရပါတယ် လက်တော်ပြည်တံဖြစ်ပေါ်နေတဲ့တကြောပြန်ကြောက်ပြူတိုက်ပွဲတွေအတွင်းမှာဂျပန်စစ်တပ်ကနေပြီးတော့မှအကြဆုံးနဲ့အလုံးများပြားနေပါတယ်စစ်မြေပြင်မှာရုပ်လောင်းတွေကိုကောက်မယူနိုင်လောက်တဲ့အထိပြန်ကျဲနေတယ်လို့စစ်မြေပြင်သတင်းတွေကသိရပါတယ်ကြောက်ပြူမြို့နယ်မင်းခုံးတိုင် ရေနံတောင်ဝင်းကျင်တိုက်ချောင်းရောင်ဝင်းကျင်တိုက်ချောင်းနဲ့ဇိုင်းချောင်းဂျားဝင်းကျင်တို့မှာအလောင်းတွေအပုံပုံပြန်ကျဲလျက်ရှိနေတယ်လို့စစ်မြေပြင်သတင်းမီဒီယာသိရပါတယ်နောက်ဘက်တိုက်ပွဲကလည်းပြင်းထန်ဖြစ်နေတယ်စစ်တပ်စစ်ကြောင်းတွေကထွက်မရောက်တော့ drone jet navy drone ကြီးလက်နက်ကြီးနဲ့အပြင်းထန်ပစ်ကိုတဲ့ AA ကလည်းအထွက်မပေးဘူးဟိုဘက်ဒီဘက်နှစ်ဖက်လုံးထွက်မရအောင်ညှက်ပြီးတိုက်တယ်စစ်သားအလောင်းတွေပုံနေတယ်ကောက်မယူလို့မရနိုင်တဲ့အထိကိုပြန်ကျင်းနေတယ်ဆိုပြီးတော့မှအပုံနဲ့နေထနေတယ်အလောင်းတွေအစုလိုက်အပြုံလိုက်ပဲလို့သိရပါတယ်ဆိုတော့ဝမ်းသာပါတယ်ဆက်ပြီးတော့မှကြုံရပါအောင်ဒီလိုကောင်တွေကိုအသက်ရှူခွင့်တော့ကျွန်တော်တို့ကမပေးစေချင်တာပါအဲ့တော့ဝမ်းသာပါတယ်အရကတတော် AA အတွက်လည်းဂုဏ်ယူပါတယ် နောက်ထပ်သတင်းကတော့လွတ်ငင်းခွင့်ရနိုင်ငံရေးအကျဉ်းသူ30ခန့်ပြန်လည်ပြီးတော့မှဖမ်းဆီးခံခဲ့ရလို့သိရပါတယ်။ဆိုတော့အဲတချို့တွေဆိုရင်ကျွန်တော်ဒါထောက်မူးမရောက်ရုံပဲရှိသေးတယ်ဖမ်းခံလိုက်ရတဲ့အဲကဏ္ဍတွေရှိပါတယ်။ကိစ္စတွေလည်းရှိပါတယ်။အဲ့လိုအကြောင်းအရာလေးလည်းကျွန်တော်တို့ဒါရှေ့ကာလတွေမှာလည်းမိသားစုတွေကိုတည်နေနေနဲ့တင်ဆက်ခဲ့ပေးမှုပါတယ်။ဆိုတော့တေကြတဲ့တကူကတော့ဒီကောင်တွေရဲ့လွတ်ပေးလိုက်တဲ့ပုံမှာလည်းနိုင်ချင်းတွေပေါ့နော်905ကကြီးတွေကိုကျွန်တော်ပြန်လွတ်ပေးလိုက်တဲ့ပုံမှာလည်းကျွန်တော်အနေနဲ့ဒါ ပြန်ထွက်လာတဲ့သူတွေအတွက်တော့ဝမ်းသာပါတယ်ဒီစစ်သားတွေကိုစစ်ကောင်စီကိုစစ်အာဏာရှင်ကိုတော့ဘယ်တော့မှကျွန်တော်တို့ကျေးဇူးမတင်ပါဘူးလို့အရင်တည်းကပြောပြီးသားပါအခုလည်းဒါလွတ်ငြိမ်းရေးနိုင်ငံရေးအကျင့်သူ30ခန့်ကလွတ်လာတာမှမကြသေးဘူးတရက်နှစ်ရက်အတွင်းမှာကိုပြန်လည်ပြီးတော့မှဖမ်းဆီးတယ်နောက်ထပ်ပုံမှန်တစ်ခုနဲ့ပြန်ဖမ်းပြီးတော့မှထောင်ထဲပြန်ထည့်လိုက်လို့သိရပါတယ်เนาะတော်တော်မှိုင်ရိုင်းတဲ့ကောင်းတွေပါနောက်ထပ်သတင်းလေးကတော့မင်္ဂလာသတင်းလေးပါ ကိုင်းတဲ့ခေဦးမြို့နယ်ပကပတိုက်ပွဲတွေအတွင်းမှာသိသိရမိတဲ့လက်နက်တွေတဲကမှ MA1 တနက်7လက်နဲ့ G3 တနက်4လက်ကိုတိုက်နေပကပများနဲ့ UG ပကပများကိုအတိမတ်ပြုဂုံပြုချင်းမြင့်အဲကျွန်တော်တို့ပေးရပွဲပေါ့နော်ဒီဇင်ဘာလ2ရက်နေ့မှာကျင်းပခဲ့လို့သိရတယ်ခေဦးမြို့နယ်မုံလာကျေးရွာကနေထွက်လာတဲ့အာနာသိစစ်တပ်စစ်ကြောင်းကိုဂျာပြတ်တက်ခတ်မှုမှာမဟာမိတ်အဲကျွန်တော်တက်တင်တဲ့သူပါဝင်ခဲ့တဲ့ future hero ပြည်သူ့ကော်မတီအဖွဲ့ကလည်းတင်စီရမိတဲ့လက်နက်တွေတဲက MB1 တနက်တလက်ကိုခေဦးမြို့နယ်အဲကျွန်တော်တို့ ကာကွယ်ရေးပကဖတံပေးရချင်းမိခဲ့တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်တိုက်ပွဲတွေအတွင်းမှာသိသိရမိတဲ့လက်နက်14လက်ပေးရပွဲမှာခင်မြွတ်နဲ့ပကဖတာဝန်ခံပကဖဒုတာဝန်ခံအင်အားစုဖွဲ့၄ချင်းရေးတာဝန်ခံဆစ်လက်နဲ့တာဝန်ခံကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံတရင်တာဝန်ခံပကဖဗန္ဒာရေးပကဖရုံးဖွဲ့မှုနဲ့ပကဖတက်စိတ်မှုတို့ကအသီးသီးဂုံပြူချင်းမြင့်ပေးရခဲ့ရမှာတိုက်နယ်1နဲ့35ပကဖခေါင်းဆောင်ဒူကောင်းဆောင်နဲ့အဖွဲ့တွေ UG ပကဖခေါင်းဆောင်နဲ့အဖွဲ့တွေတက်ဆိုင်ရာပကဖရဲဘော်တွေကအသီးသီးလက်ခံရယူခဲ့တဲ့အကြောင်းလည်းသိရပါတယ် ကောင်းပါတယ်ဒီလိုစီလုံးမှုနဲ့ရှေ့ဆက်နေတာအင်ဗတာမောင်ကိုဂုံဦးစရာကောင်းပါတယ်ဒီပုံစံတိုင်းလေးပဲဆက်သွားပေးပါလို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဗျလေးလေးလေးစားပါတယ်နောက်ထပ်သတင်းလေးကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်မှာစစ်သားတွေလိုက်ပါလာတဲ့ကာဒစီနဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရမှာအကြမ်းဖက်စစ်သားအလောင်းတလောင်းနဲ့ခဲယမ်းတွေတိမ်းဆီရမိခဲ့ပါတယ်ပြည်သူလူထုကိုလည်းကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်းကိုကံမဒေတာတော်လိုင်းတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြောပါတယ်ပြည်သူလူထုကိုလည်းကယ်လိုက်နိုင်ခဲ့တဲ့ စစ်သားအလောင်းလေးကျွန်တော်တို့ရလိုက်တယ်ဆိုတော့ကားကိုပါတိုက်ခိုက်နိုင်လိုက်တယ်ဆိုတော့အင်မတန်မောက်ကိုဝမ်းသာပါတယ်ဆိုတော့ကမ္မတပ်ပေါင်းစုညီကိုများကိုလည်းလေးစားပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ဒီတိုက်ခိုက်မှုကတော့ကမ္မတပ်ပေါင်းစုပေါ့နော်ဒါကျွန်တော်တို့မကွေး PDF မြိုင်ပကဖပောက်ပကဖဒေတာရင်းတပ်ပေါင်းစုတွေဖြစ်ကြတဲ့ပခုတ်ကူခရိုင်လိုကယ်တပ်ရဲတွေပခုတ်ကူခရိုင်စစ်ကြောင်းတွေကပူအောင်ပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဝမ်းသာပါတယ်ကျေးဇူးလေးတင်ပါတယ်ဆက်ပြီးတော့မှကြုံပြပါဦး နောက်ထပ်သတင်းလေးကတော့ဖြူးမြို့နယ်မှာကိပိုက်ရန်ထွက်လာတဲ့စစ်သားတွေကိုတိုက်ခိုက်မှုမှာ3ဦးတေဆုံးပြီးတော့မှတနက်နက်လက်နဲ့ခဲယမ်းတွေတင်းစီရမိခဲ့တယ်လို့မင်္ဂလာသတင်းလေးကျွန်တော်တို့ရရှိထားပါတယ်။ပဲခူးတိုင်းဖြူးမြို့နယ်ဇေယဝတီပေါ့နော်။မြို့မှာကိပိုက်ရန်ထွက်လာတဲ့အချက်ပဲစစ်သားတွေကိုတိုက်ခိုက်ရမှာ3ဦးတေဆုံးပြီးတော့မှတနက်နက်လက်နဲ့ခဲယမ်းတွေတင်းစီရမိခဲ့တဲ့အကြောင်းကိုဖြူးတောင်ရှစ်ပြည်ပ Defense Organization ဖြူးမြို့နယ်ဘက်ကဘက်ကတာဝန်ရှိသူတို့ကပြောပါတယ်။ ဒီဇမလာ၄ရက်နေ့နနက်7:30မိနစ်30ခန့်အချိန်မှာဇေယဝတီမြို့ကြက်ကွင်းချေးရွာဘက်ကိုကင်းလင်းရန်ထွက်လာတဲ့ဖြူးမြို့နယ်ပါဒါကျွန်တော်ထွက်လာတဲ့ဖြူးမြို့နယ်ပါခပရဲဘော်တွေနဲ့ပေါ့နော်ဒါကျွန်တော်တို့စားကွင်းရစက်တက်ခေကနေပြီးတော့မှကင်းလင်းရန်ထွက်လာတဲ့စစ်သားတွေကကြက်ကွင်းတာဝါတိုင်းနေမှာတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်ဒီထိတိုက်ပွဲကမိနစ်30ခန့်ကြာမြင့်ခဲ့ပါတယ်စစ်သားတို့ဦးသေးဆုံးတယ်ချီတင်နဲ့မြင့်ကြည်ဆိုတဲ့စစ်သားနှုတ်ကိုလည်းအရှင်ဖမ်းနိုင်ခဲ့တယ်အဲ့လိုမျိုးအရှင်ဖမ်းမိခဲ့တဲ့စစ်သားနှုတ်ကိုလည်းဖြူးမြို့နယ်ပါခပတပ်စုမှုကစစ်ဆေးမြင့်မြင့်နေစမှာတနက်လူပြီးတော့မှထွက်ပြေးရလှုပ်ဆောင်တဲ့ကြောင့်မို့လို့ပြစ်ခတ်ရမှာ ဲ့နှစ်ကောင်သလုံးသေသွားခဲ့လို့သိရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ဒါ Pew Township People's Defense Organization ပေါ့နော်ဒါဒီညီကိုများကိုလည်းဒါကျွန်တော်တို့အနေနဲ့လေးစားပါတယ်ဆက်ပြီးတော့မှကြုံပြပါအောင် Okay တရင်လေးတွေနားဆင်ပြီးရနောက်ပါဗီဒီယိုဖိုင်လေးကြည့်အောင်ပါပရမဘူးစွာကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်မှုထမ်းစစ်မှုထမ်းစစ်မှုထမ်းကြီးစစ်မှုထမ်းကြီးဆိုပြီးတော့မှအုပ်ကြီးတွေဇောင်းကျွားနေတာကိုမိသားစုတွေသိကြမှာပါအခုလဲထပ်ပြီးတော့မှအုပ်ကြီးတွေ ထက်ဇောင်းကြွလာပြန်ပါပြီပြည်သူတွေပြည်တွေဘလောက်တော့မှခံစားနေရတယ်လဲဆိုတာကိုဒီ profile လေးကိုကြည့်ကြည့်ပါဗျာဒီကြီးနဲ့လောက်တာဟုတ်တယ်ဒီမှာဗီဒီယိုရေးထားပေးမယ်ဟုတ်ပြီပြောဆက်ပြောဆက်ပြောဆက်ပြောမဟုတ်ကိုကိုမီမီရူထားပေးကိုကိုယူဒီဒီကိုယူမီရူထားပေးထိုးထိုးထိုးထားပေးထိုးထားပေး ဟင်ပြအဲ့ဒီအချိန်တော့မင်းတို့ငါပြောတာမင်းတို့ဘက်ကတောင်းပန်ကြည့်လားကြည့်မကြည့်လို့လားသုံးသိန်းခွဲပေးခဲ့တယ်လေသုံးသိန်းခွဲနဲ့ပေးတယ်နောက်ကတစ်ဖြတ်တစ်ချိန်တည်းတော့မပြီးဘူးလေသုံးသိန်းခွဲပေးခဲ့တယ်နင်းလားအောက်ကျော်မှုတော့အဲ့မင်းရောပြောနေအောက်ကျော်မှုမင်းမရဲပါတာမဖန့်တော့ဗျာဘယ်မှာလဲရဲရဲဟိုမှာတွေ့ရဘယ်မှာလဲကိုကြီးကကိုကြီးရဲဟုတ်လားကိုကြီးရဲလားဟုတ်လားမင်းမသိဘူးအဲ့ဒါငါတကယ်ချင်းမသား ငါရဲသေးမပြောဘူးရောငါနဲ့များတယ်လို့ကွာငါတို့ကြက်တော့ကွာ3သိန်းခွဲ3သိန်းခွဲကြီးကောက်နေတယ်အေးဗောရာတငယ်ချင်းတငယ်ချင်းအေးငါသိရဒီကောင်တက်မင်းတို့လည်းတငယ်ချင်းဦးခင်ဆိုတာသိရနော်အေးဟုတ်ပြီ3သိန်းခွဲ3သိန်းခွဲဆိုတာနေလားဟမ်လက်ရှိချင်းတွေတခုမှာကုံစည်းနှုံးတွေကတက်နေတာနဲ့အခုလိုမျိုးတွေ တလားတလားပဲဖြစ်ဖြစ်တပတ်တပတ်ပဲဖြစ်တစ်ခါလေကြာရင်တပတ်တစ်ခါတော့နှစ်ပတ်တစ်ခါတော့လာလာကောက်တဲ့ဥစ္စာမျိုးတွေတောင်ရှိနေတယ်ဆိုတော့ဒီလိုမျိုးပြည်သူကမတရားခံနေရတဲ့ပုံမှာလဲရဲဆိုတဲ့ကောင်ကလည်းဘာမှမလုပ်ပေးနိုင်ဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကောင်တွေကလည်းအဲ့ဒီဥစ္စာနဲ့စားတောက်မျိုးစို့နေတဲ့ကောင်တွေဆိုတော့ဘလောက်ပဲရင်းနှီးတဲ့တငယ်ချင်းဖြစ်ဖြစ်လေသူတို့နေနေရတော့ဒါသူတို့အဖအတွေခိုင်းနေသူတို့အထက်ကကောင်တွေခိုင်းနေဥစ္စာပဲသူတို့လုံမှာပေါ့ဒါတော့အုတ်ချုပ်ရင်မှုဘေးကနေကလန့်ကလန့်ပါလာတဲ့ကောင်တော်မှဒီလိုမျိုး ပြည်သူကိုစောက်ဒုက္ခပေးတယ်ဆိုရင်အုပ်ချုပ်ရေးမှုဆိုတဲ့ကောင်လေဘလောက်ဒုက္ခပေးမယ်ဆိုတာခင်ဗျားတို့စဉ်းစားကြည့်ဒါမြန်မာပြည်သူတွေရဲ့လက်ရှိခံစားနေရတဲ့အခြေအနေတရက်ကိုကျွန်တော်တင်ပြပေးတာပါအဲ့တော့အတိတရားရှိကြပါခင်ဗျားတို့စုပေါင်းပြီးတော့မှကျွန်တော်တို့ညီကိုရိုရင်းနဲ့တော်လန်ပါလို့ကျွန်တော်ဒီနေရာနေပြီးတော့မှအကြံပေးလိုက်ပြစေစုပေါင်းပြီးမတော်လန်လဲပြဿနာမရှိဘူးเนาะအေးတေချာတခုကတော့ကိုဖြစ်ရင်ကိုခံရမှာခင်ဗျားတို့အရင်ဦးဆုံးကျွန်တော်တို့အာခင်ဗျားတို့အရင်ခံရမယ်ပြီးတော့မှကျွန်တော်တို့ကကူညီရမှာ အမေကုညီနိုင်မှုအတွက်ကိုလည်းခင်ဗျားတို့ခံရခြင်းမခံရခြင်းပေါ်မှာလည်းကျွန်တော်တို့အဆောင်ချီအောင်ပါခင်ဗျားတို့ဒီရေလိုက်ငါလိုက်နေခဲ့တာလားခင်ဗျားတို့ကပြောမယ်ဆိုရင်ပါဝင်ခြင်းပေမဲ့လည်းပေါ့နော်ဒါတော်လိုက်ရေးကိုပါဝင်ခြင်းပေမဲ့လည်းအကြောင်းရင်းအကြောင်းမပါဝင်ခဲ့တာကျွန်တော်တို့လည်းဒီလိုတွေးတော့မှာအဲ့ကျရင်တော့ခင်ဗျားတို့စိတ်မဆိုးနဲ့နော်အဲ့တော့ကုညီခြင်းမကုညီခြင်းကလည်းခင်ဗျားတို့ပေါ်မှာမူတည်တယ်ကျွန်တော်တို့ကုညီခြင်းမကုညီခြင်းကလည်းโอเคဆိုတော့နောက်တစ်ပတ်လေးတစ်ခုကတော့ဒါကျွန်တော်တို့ရဲဘော်တမိုင်းပေါ့နော်အဲ့ကျွန်တော်တို့ ဒါ6တောက်6တောက်ဒံရာပေါ့နော်6တောက်ဒံရာရထားပါဘောနော်6တောက်တချောင်းပေးထားရတဲ့ဒီတိုက်ပွဲတွေမှာပေါ့နော်ဒါတိုက်ခိုက်ရေးထဲမှာ6တောက်တချောင်းပေးထားရတဲ့ဒံရာနဲ့6တောက်တချောင်းပေးထားရတဲ့ရဲဘော်တမိုင်းရဲ့သူ့ရဲ့ပြောစကားတန်လေးတွေကိုနားထောင်ကြည့်ပါအောင်ဒါသူလူကြီးပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့မှလည်းသူဖြစ်ချင်တဲ့အရာလေးကိုသူတောင်းဆိုထားပါတယ်အဲ့တော့နားထောင်ကြည့်အောင်အဲ့ချင်ရောနာဂျီမူကအရင်မရှိဘူးအဲ့ချင်ဘယ်လိုလဲဆိုမီးစားနဲ့ထိုးတဲ့လူပဲသူကပူကနန်းပဲတစ်ချက်ပဲပူကနန်းပဲဖြစ်သွားတာအများကြီးပူနေတယ် ပူနေခြေတော့ကြီးရောက်မြင်နေရဘလူဖြစ်သွားတယ်ဘုံသိတယ်ပူနေတယ်အမှန်အဲ့ချိန်မှာခံစားရတာတော့အရင်တိုက်ပွဲပဲသွားခဲ့တော့ဒီလိုမျိုးဖြစ်မှာတစ်ခါမှမတွေ့ဘူးဘယ်တိုက်ပွဲမှဆိုကြိုင်းပဲမတွေ့ဘာမှမတွေ့တိုက်ဖို့ပဲစိတ်လေးရှိတယ်ဟို surprise တိုက်ခံလို့ပဲရုပ်ရည်ဖြစ်သွားတာဆိုတော့ဟိုပြည့်နေခဏနေကြားထဲမှာဖြစ်သွားတယ်လို့လေခံစားချက်ကတော့အလုံးကတော့ဘလူပဲဖြစ်ပြန်ချရမယ်ပေါ့ဒီမှာဟိုဒီလိုဒီလိုဖြစ်သွားကြတော့ကိုလည်းမကြည့်နိုင်ချက်တွေအများကြီးပါလာပြီဆက်ပြက်ခါကျွန်တော်ဒီအောင် တော်တော်အရန်နေရခက်တယ်ကွာဒီဆရာတောင်ကကျွန်တော်ကိုနဲ့နှစ်အများရှိရတာအခုချိန်မှာရိုးရိုးပျောက်သွားဆိုတော့တော်တော်နေရခက်တယ်တတိယရန်လွတ်တယ်ကျွန်တော်တခါရရင်ဈေးနှောင်းတွေပါမိတယ်ဆရာတောင်ရှိရထင်းတယ်နောက်ပိုင်းကျွန်တော်ချုပ်ယူဖြီးပြီးကစားအဲတော်တော်ခံစားခက်ဆုံးပဲကြိုက်တယ်တော်တော်ကြိုက်တယ်ဖြက်ပြီးရနဲ့3လကျော်4လလောက်ကြီးကတော်တော်ခံစားရအဲ့အချိန်တော်တွင်အခက်စားရဆုံးပဲကြိုက်တာရော ဆုံနေရပဲတတိအဲ့ချိန်မှာတတိကလည်းမကတ်နိုင်သေးဘူးခြေတော်ရှိရထင်တယ်ပဲဒါကြောင့်လဲတယ်ခြေတော်တွေပဲထောက်တယ်အဲ့ချိန်ကျတော့တော်တော်ခံစားခက်တယ်ဒီကဒီဆက်တဲ့ဘာရောဘလိုပဲဖြစ်နေဖြစ်နေစိတ်ကတော့မကြောက်ဘူးလည်းမရှိပါဘူးကြားနေပါတော့ကြားမှာပဲကျွန်တော်လည်းကိုယ်တိုင်တော့ကြားခဲ့ပြီပါတယ်ဒီလိုဖြစ်သွားပြီငါရှေ့ဆက်ပြီးဘလိုလုပ်ရမလဲဘာအများကြီးတွေးပါတယ်ကျွန်တော်အခုချိန်မှာဆုံးမပြောသေးဘူးကိုကြီးတို့ပြောသေးတယ်ပဲကျွန်တော်တို့ကအခုချိန်မှာကိုယ့်ကိုယ်ပဲကိုယ်ကောင်းအောင်ပြန်ဒီဆောက်မယ်ပြီးမှကျွန်တော်ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာထပ်ပြီးစဉ်းစားလို့ရအောင်อืมတော်တော်ခက်ခဲရေဆိုတာတော့ ီတော့ယူပြစ်သွားရတဲ့ငါဘာလုံးနိုင်အောင်မလဲငါတသက်လုံးဒီလိုယူပြစ်ဖြစ်သွားတော့မှာလားတွေးပေါင်းစုံနေပဲသိတယ်မလားညဘက်တွေဆိုတော့အိတ်လို့မရဘူးဘယ်ဘယ်ရက်ကတော့ဆိုရမယ်ကလူပဲကျွန်တော်ဖြတ်ပြီးရတယ်ကျွန်တော်ဖြတ်ပြီးတဲ့ကာလနဲ့နောက်လည်း3လ4လလောက်ကြာတယ်မှာအဲ့ရှင်တော့ခက်ခဲဆုံးဖြစ်တယ်ကျွန်တော်စိတ်ထဲမှာဒီခြေတော့ကရှိနေသေးတယ်လို့အများကြီးစိုးရနေတယ်အဲ့ရတော့ဖြောက်ဖို့လည်းခက်တယ်ဒီပေါ်တို့ဖြောက်ဖို့ခက်တယ်ဆိုတာအများတန်းတူတူရှိနေရရုပ်ရဲပြောက်သွားတော့စိတ်ထဲမှာဘယ်လိုပဲရှင်တွေတွေကရှိတယ်အရင်ကဆိုဗျာ ဒီအကျော်တွေဒီရှီရောင်းလေးတွေရှီရောင်းတွေနာတာဆိုအကုန်လုံးကျွန်တော်သိတယ်အဲ့ဒီမှာကိုကလုံးဝဓာကြီးပဲရှီရလို့ပဲတွေးနေတော့အဲ့ရှင်ကတော်တော်ခက်ခဲဆုံးပါပဲခက်ခဲဆုံးဆိုတာဒီမှာတခုဖြစ်တယ်ဆိုရင်တော့နားရကြီးနေဆိုတော့နှိမ့်လို့ပြူလို့လို့မရတဲ့အခြေအနေဆိုတော့တော်တော်ခံစားရခက်တဲ့စိတ်ထဲမှာဒီကတော့မိသားစုမိသားစုမှာတာရရောက်နေတယ်ဘာမှတော့မလုပ်ပြနိုင်ဘူးပေါ့အဲပြီးွားရင်တော့အဲ့ဒီကျွန်တော်ကျွန်တော်အဆုံးမပြောရလို့ကျွန်တော်အစိုးရအနေနဲ့လုပ်ပြနိုင်မယ်ဆိုကျွန်တော်တို့လောက်ကန်ခွင့်လန်းတစ်ခုပဲဖြစ်ဖြစ် အဲ့လိုမျိုးလုပ်ပေးတယ်ပြီးရင်ကျွန်တော်မိသားစုကျွန်တော်မိသားစုရဲ့ပြီးကျွန်တော်ကျွန်တော်ကျွန်တော်ဘုံမှာအများကြီးကျေးဇူးရှိမှုတွေအများကြီးရှိရဲ့အဲ့အချိန်မှာကျွန်တော်တငယ်ချင်းနေကျွန်တော်ညီကိုတွေအဓိကကျွန်တော်ကောင်မလီပါညာအကုန်လုံးကကျွန်တော်ချစ်ခင်ရတဲ့လူတွေအကုန်လုံးကျွန်တော်တနည်းနဲ့ကျေးဇူးပြန်ဆက်ကြည့်တယ်ပေါ့ဒါမျိုးကကောင်းပါတယ်ကောင်းတဲ့အကြံကောင်းတဲ့ idea ကောင်းတဲ့ဆုံးဖြတ်ချက်ပါပဲအဲ့တော့ရဲဘော်တမိုင်းညီလေးလည်းကျွန်တော်တို့စိတ်တက်မကြပဲနဲ့အခုလိုကြံ့ကြံ့ခံပြီးတော့မှ တန်နေတဲ့ဘက်ကနေပြီးတော့မှပါဝင်ပေးမယ်ဆိုတော့ကိုရိုးအနေနဲ့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်မောတော်သွားခဲ့တဲ့တော့ကလည်းအဲ့လိုမျိုးရဲဘော်တယောက်နဲ့တွေ့ခဲ့တယ်အဲ့ရဲဘော်ဆိုရင်တော့ဒါကျွန်တော်တို့စတိချောင်းတယ်ပေါ့နော်စတိချောင်းတော့အဲ့သူကသူလည်းအဲ့လိုမျိုးပဲတစ်ဖက်ထိတာတာပေါ့နော်ထိတယ်မဲ့သွားကြတော့တိုက်ပွဲဝင်နေသေးပဲပေါ့နော်အဲ့လိုမျိုးရဲဘော်တွေလည်းရှိပါတယ်ဆိုတော့ဒီလိုလေးစားစရာကောင်းတဲ့ရဲဘော်တွေကိုကျွန်တော်ပလာတာကြီးကအဲသူတို့ကိုလေးစားသမှုနဲ့တော်လန်ပြည်သူများကိုလည်းဒီလိုမျိုး ဒါပြည်သူအတွက်ကိုတော်လိုင်းရဲ့အတွက်ကိုသူတို့ရဲ့အသက်တွေခံရတဲ့ခြေလေလက်တွေကိုအဆုံးရှုံးခံပြီးတော့မှတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအများကြီးရှိပါတယ်ဒီတဲကနေပြီးတော့မှတဦးတယောက်အနေနဲ့ပါဝင်ခဲ့တဲ့ရဲဘော်သမားရဲ့ဗီဒီယိုကိုကျွန်တော်မိသားစုတွေကိုသိရအောင်လို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုပိုင်းလေးကတော့ဒါကျွန်တော်တို့အဲကျွန်တော်တို့ CDM ဘိုးကြီးကိုလင်းထက်အောင်ပေါ့နော်နေရာတိုင်းမှာတဲ့စစ်တပ်ကတဲ့အဂရိလိုက်စားနေတာတဲ့ဒီအကြောင်းအရာလေးကိုနားထောင်ကြည့်အောင်ကျွန်တော်စစ်တပ်ထဲမှာနေတော့ တယောက်ပြောဘူးတယ်တစ်တပင်ကောင်းရင်ငှက်တစ်သောင်းနားလို့ရတယ်မင်းအစ်တစ်တပင်ဖြစ်ဟိုကဖြစ်ကြည့်လိုက်တယ်ဥမာမင်းကတိုင်းမူကြီးတယောက်ဖြစ်ကြည့်လိုက်မင်းရဲ့အဆွေမျိုးကြီးအများကြီးမင်းရဲ့မိတ်ဆွေတင်ငါးကြီးအများကြီးမင်းကိုဝိုင်းပြီးတော့မိခိုးလို့ရတယ်ဘာဖြစ်လို့တိုင်းမူတယောက်ရဲ့ပါဝါအာဏာရဲ့အောက်မှာလုံပိုင်ခွင့်နေတဲ့ငွေကြီးတွေပါပါလာခံစားခွင့်တွေပါပါလာအဲ့ဥစားတွေကသူ့သူ့ရဲ့ဆွေမျိုးမိတ်ဆွေတွေကအဲ့ဥစားကိုသဘောကျတယ်အဲ့အဲ့လိုဟာမျိုးသဘောကျတာတကယ်တမ်းကျတော့အဲ့ဒါမတရားမှုနဲ့ကြီးပွားလာတာကိုကျွန်တော်တို့ပြောဟိုဟာထောက်ပြရမှာဟုတ်ဘာဖြစ်လဲသူကမတရားမှုမှာ ဟိုချမ်းသာခြင်းသောလောဘသောဟိုဟာသောနဲ့ဟိုဟာဖြစ်နေတကယ်တမ်းကျတော့ကျွန်တော်နိုင်ငံမှာရင်တော့ချမ်းသာနေတဲ့သူတွေကိုကြည်လိုက်မတရားမှုတွေနဲ့ချမ်းသာတဲ့သူကပို့ပြီးတော့များတယ်အာနာကြီးလုတ်ပိုင်ခွင့်တွေအသုံးချပြီးချမ်းသာလာရရှိတော့အာနာအာနာရှင်တွေဟာလုတ်ပိုင်ခွင့်ရှိသူတွေနဲ့ပေါင်းစားပြီးတော့တရားမှုစီးပွားရေးတွေလုပ်ပြီးချမ်းသာလာပဲအတူတူရှိဒီလိုလူတွေကပဲကျွန်တော်နိုင်ငံမှာချမ်းသာတဲ့အတိုင်းအဝန်တစ်ခုဖြစ်ရက်တည်ခဲ့ဟုတ်လား အများစုကအဲ့လိုပဲဟိုပါဖြစ်ကရိုးသားသားနဲ့ထီတွေပေါ့ဟိုဟာတွေပေါ့ဟုတ်လားဟိုချမ်းသာလာလဲသူကခန်းနေနေเนาะပုံမှန်စီးပွားရေးလေးလုပ်ပြီးအဆင်ပြေလာအဲ့လိုမျိုးကခန်းနေနေဟုတ်လားခန်းနေနေမိသားစု၁၀စုရှိမှဆို၁၀စုထဲမှာအစိုးရဌာနတွေမှာလက်စားပြီးချမ်းသာလာတယ်သူကအများကြီးဌာနတစ်ခုကိုသွားပြီဆိုပတ်စံမပေးကြည့်ထိုင်ကုန်ပြီမှထိုင်လိုက်ဟိုပြေးလိုက်ဒီပြေးလိုက်စားစံနေနေဟိုယူလိုက်ဒီယူလိုက်နေပြေးနေရတဲ့လူတွေကအများကြီးပဲအဲ့ဒါကျွန်တော်တို့နိုင်ငံပဲအဲ့အာဂရီလိုက်တာကိုဘလောက်ဟိုဘဖြစ်လဲဆိုတော့နေရာတိုင်းမှာကိုတွေ့ရတယ် နေရာတိုင်းမှာကိုတွေ့ရတယ်။နောက်ဆုံးဖုန်းကြီးသွားဝယ်ရင်တော့မှပတ်စံပို့ပေးနိုင်တဲ့ပတ်စံပို့ပေးပြီးတော့ဝတ်တဲ့ကောင်ဖုန်းအเจ้าနိုင်ဖုန်းကြီးကပို့ကြည့်ဆိုင်တာ။ပို့လူတဲ့သူအเจ้าနိုင်ဖုန်းကြီးကကြည့်ဆိုင်တာ။မလူလိုက်တဲ့သူပစ်ထားတာ။မလူလိုက်တဲ့သူဟိုမှာပစ်ထားဘူး။ပတ်စံချမ်းသာတယ်ဟဲ့လား။အော်သူတို့အကြောင်းပို့လူနိုင်တယ်အကြောင်းတခါတွေဖြစ်တယ်ဆိုအဲအကြောင်းနိုင်ဖုန်းကြီးနဲ့တော့မှဒွန်လိုဘဝတ်တော့ဟိုဟာသမင်းတဝိုင်းနဲ့ဆုံးဖုန်းဝင်ဖုန်းရတယ် ဟုတ်ကဲ့အဲ့ဒါတကယ်ရှိရဲ့တကယ်ရှိရဲ့ဘုံကြီးလောကမှာတော့ရှိတယ်တခြားလောကလို့ပြောမလဲကျွန်တော်နိုင်ငံနေရာတိုင်းမှာအခရီးပြည့်တယ်ဒါကြောင့်မလို့လေစစ်တပ်ကလည်းသူတို့အာဏာသိမ်းနေတယ်ဆိုဒီအခရီးမှုနဲ့နိုင်ငံကပြီးတဲ့လာတာနဲ့ဟိုဟာနဲ့ဆိုယူတတာသွားမယ်ဆိုရင်ဘလုံးဘာမှချမ်းသာစရာအကြောင်းမရှိဘူးဘာမှချမ်းသာတာဒါပေမဲ့လုံပိုင်ခွင့်နဲ့အာဏာတွေဟိုဟာဖြစ်လို့ဖြစ်နေအဲ့တော့တခြားနိုင်ငံတွေမှာရှိလားဆိုရှိပါရဲ့ဒါပေမဲ့ကျွန်တော်နိုင်ငံပိုကိုစိုးနေတာမင်းကြီးလာရဲ့ရာလူကြီးလို့လို့အာဏာရအောင်လို့မင်းလက်စားရမယ် ဒါကမင်းဘွားရဲ့လမ်းကြောင်းပဲဆိုတဲ့ဥစ္စာငငယ်လေးကစာသင်ကျောင်းနေတဲမှာတွေကကျွန်တော်တို့ရိုက်သွင်းတာဆရာဝန်ဖြစ်ချမ်းသာမယ်စစ်ဗိုလ်ကြီးဖြစ်ချမ်းသာမယ်အင်ဂျင်နီယာကြီးဖြစ်ချမ်းသာမယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့ကောင်းတယ်ပါငငယ်လေးကဝင်တယ်ဟုတ်လားမဟုတ်ဘူးလားဆိုတော့ကျွန်တော်တို့တက်လာတဲ့မျိုးသက်တဲ့အကုန်သိတယ်ဟုတ်တယ်ဘဝကစာတွေပါဖြတ်ပြီးတော့လူတွေကတိလာကြတာကြီးဟိုကပြောင်းလဲလာကြတာခက်ကပြောင်းလာတာနဲ့များဟိုကဖြစ်လာအခုပြန်ပြီးတော့အခက်ကိုပြန်ရောက်သွားပြီစာသင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေပြီဟုတ်တယ်စာသင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေပြီ အာနာရှင်တွေကသူတို့လိုအာဂရိလိုက်စားရဲသူတွေများလေလေသူတို့ကဒီနိုင်ငံမှာပို့ပြီးတော့အမျက်ထုတ်လို့ကောင်းလေလေပဲအာဂရိကတဲ့ချက်ပဲဆိုတော့ဒါကစက်တက်မှာမဟုတ်ဘူးနော်ဝင်ကြီးဌာနမှာပို့မြန်မာနိုင်ငံမှာရှိနေတဲ့နေရာတိုင်းလိုလိုမှာအာဂရိလိုက်စားမှုတွေဘယ်တော့တောင်များနေလဲဆိုတာကိုသိစေချင်တဲ့တကြားမှုလို့ဒီဗီရိုဖိုင်ရီယက်ရှင်လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့တေးကြတခုကတော့ ဟိုစစ်တပ်အုပ်ချုပ်လိုက်တဲ့နောက်ပိုင်းမှာဒီအာဂရိလိုက်စားမှုကပို့ပို့ပြီးတော့မှများလာတယ်ပို့ပို့ပြီးတော့မှဆိုးလာတယ်ဆိုတာကိုဒါစီရီယံဝင်လာတဲ့သူတို့ရင်တော့သူတို့ဘတ်တော်သားတော့အခုဒါကျွန်တော်တို့ဘတ်တော်သားဖြစ်သွားပြီပေါ့နော်အမားအမှန်အစိုးအဲကျွန်တော်အကောင်အချိုးအကြောင်းကိုခွဲခြားပြီးတော့မှအသိမြင်ပြီးတော့မှကျွန်တော်တို့ဘက်ကိုရောက်လာတဲ့ဒါကျွန်တော်တို့စီရီယံဘူကြီးကိုလစ်ထအောင်နေပြီးတော့မှမြန်မာနိုင်ငံမှာနေရာတိုင်းလိုလိုမှာကိုအဂတိလိုက်စားမှုတွေဘလောက်တောင်များနေလဲဆိုတာကိုပြပြပေးခဲ့တာဖြစ်ပါတယ် နောက်တစ်ဖိဒီဖိုင်လေးကတော့ဒါကျွန်တော်တို့ဒီကြက်ဖို့ပေါ့နော် ကြက်ဖို့ကခင်းကြီးတို့နေအောင်တို့ဘူးလက်လာဆွေတို့ပေါ့နော်ဒါတို့ရဲ့ကြက်ဖို့ပါတွေဟိုးတဲ့မမင်းဆွေကမဲပေးမယ်ပေါ့နော်အဲမဲပေးခြင်းသူပြောတဲ့ဥစ္စာလေးလုတ်ပေးပါပေါ့နော်ဒီလိုမျိုးတောင်းဆိုရင်းနဲ့မှာတစ်ဖက်လက်နဲ့ခင်းကြီးနေအောင်ဘူးလက်လာဆွေတို့ကိုနော်ဒါဝင်ကားဝုတ်တိနဲ့ဖဲ့သွားတဲ့ငါမင်းဆွေရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်ကျွန်တော်အုတ်ထားယူခင်းကြီးကိုကျွန်တော်နည်းနည်းလေးပြောခြင်းတယ်ပြကျွန်တော်ပြခိုင်ပြို့ကိုမဲထည့်လို့ရအောင်နော် မဲပေးနိုင်အောင်နည်းကူညီပါဗျာเนาะအဲဟိုဆိုတော့ကျွန်တော်သဘောထားလေးပေါ့เนาะအဲ့တော့ကျွန်တော်အဲ့ဒီမှာအင်းစိန်မှာเนาะဖတ်တဲ့ကျွန်တော်သတင်းစာကြီးဖတ်တဲ့အချိန်မှာเนาะကျွန်တော်ဒါလေးတစ်ခုကိုကျွန်တော်တော်တော်သဘောကျတယ်ဗျာเนาะအဲဖလုံးစော်ဝဒီမိုကရက်တစ်ပါတီကเนาะမဲဆွဲသွားတာเนาะအဲ့အဲ့ဒီက ခက်တိုင်ဖလုံစော်ဒီမိုကရက်တစ်ပါတီကလည်းကျွန်တော်တို့ကြိုက်ထုံမှာရွေးခံမှာမဟုတ်ဘူးဗျာသူကကရင်ပြည်နယ်အတွင်းမှာရွေးခံမှာเนาะကရင်တိုင်းတော်ပါတီမှာเนาะအဲ့ဒီပါတီကဒါဒုတိယဥက္ကဋ္ဌဒေါ်ယူစနာဝါเนาะသူပါတီရဲ့ဟာကိုပြောသွားတယ်ဥက္ကင်ကြီးရဲ့အဲ့ဒီမှာကျွန်တော်တော်တော်ကြိုက်တယ်အဲ့ဒီပါတီသို့တော်လည်းအဲ့ဒီပါတီကိုကျွန်တော်ကမဲပေးဖို့ခက်နေတယ်ကြိုက်ထုံမှာရွေးမခံဘူးသူတို့ကအဲ့တော့သူရဲ့ပါတီမူဝါဒကျွန်တော်တို့ပါတီတီးတဲ့မနှင်းဆဲခြင်းနဲ့ အမှန်ကိုသာပြောချိုခြင်းနဲ့မခိုးဟွက်ခြင်းနဲ့အာနော်မခိုးဟွက်ဘူးတဲ့သူတို့ပါတီကအာနော်အဲ့ဒါလေးတွေနော်ဥခင်ကြီးတို့ကအဲ့လိုမျိုးသဘောထားလေးတွေကျွန်တော်ပေးမယ်ဆိုရင်အာငါတို့ပါတီကတော့မခိုးဘူးနော်ငါတို့ပါတီကတော့ပြည်သူတွေကိုမနှင်းဆဲဘူးအဲနော်ငါတို့ကတော့အမှန်ကိုပဲပြောမယ်ဟုတ်ပြီအဲအဲ့လိုမျိုးပေါ့မြတ်တော်အကြီးကိုကြည်ရင်းနဲ့အာနော် ငါတို့ပါတီကတော့မြတ်တော်ကြီးကိုကြည့်မယ်ငါတို့ပြည်ခိုင်ပြူရတော့ငါတို့ပြည်ခိုင်ပြူရတော့မခိုးဘူးเนาะမိမိအတွက်မသိမ့်ပိုက်ချင်းနဲ့မိမိတို့ငါတို့ပါတီကတော့မိမိတို့တော့မိမိအတွက်ဘာမှမသိမ့်ပိုက်ဘူးเนาะဒီဟုသောလူသားတို့ဤကြည့်ဖို့ငားပြာကိုလေးစားလိုက်နာသောပါတီဖြစ်တယ်တဲ့ဟာပြည်ခိုင်ပြူပါတီသားအဲ့လိုဆိုကျွန်တော်ပြည်ခိုင်ပြူကိုမဲပေးပြီဗျာအလားเนาะကျွန်တော်ဥခင်ယူအဲ့ဒါလေးပြောခြင်းတယ်เนาะ ကျွန်တို့ပါတီသည်မနှင်းဆဲခြင်းအမှန်ကိုသာပြောဆိုခြင်းမခိုးဝှက်ခြင်းမြတ်တော်အကြီးကိုကြည်ခြင်းမိမိအတွက်မသိမ့်ပိုက်ခြင်းဒီဟုသောလူသားတို့ဤကျေဝငါးပြာကိုလေးစားလိုက်နာသော ပါတီကြီးဖြစ်သည်တဲ့ဖလုံးစောပါတီဟာကောင်းလိုက်တာဗျာဥခိဟိထွက်ပြောပါတို့ပါတီကလည်းအဲ့လိုပဲဟေ့ဆိုရင်ကျွန်တော်ပြေခိုင်ဖြို့မဲပေးမယ်ဗျာအဲအဲ့တော့ဥခိဟိကအဲ့ဒါလေးဒီနော်ပြောပေးပါ အဲ့လိုလေဦးခင်ကြီးကအရေးကြီးဆုံးလေပါတီဥက္ကဋ္ဌကြီးကပါတီရဲ့သဘောထားပေါ့ဟိုဘူးလဲဦးလားချွေလို့ဘာလို့ဟိုမဲဆွဲစီယုံနဲ့ကိုနေအောင်လို့ပြောရဲဆိုတာအမှန်တော့ဘောင်းမဝင်ဘူးဗျနော်ဥက္ကဋ္ဌကြီးပြောမှပြည်ခိုင်ပြိုးပါတီရဲ့စီစီဥက္ကဋ္ဌကြီးပြောမှဘောင်းဝင်တယ်အဲ့အဲ့တော့နော်ခေါ်လာတယ်ဘူးလက်တို့ဘာလို့ပြောတာဟိုဘာလဲအမုံကျိတ်မယ်တို့ဟောလာကိုနေအောင်ပြောရဲဘာလဲအကုံသတ်တို့ဘာလို့ဒါကျွန်တော်တို့စည်ရင်လည်းမထည့်ပါဘူးနော်ဥက္ကဋ္ဌကြီးကိုယ်တိုင်ကခုနအဲ့ဒါလေးတွေပြောပေးပါ ืมဆိုတော့ဟိုတစ်ဖက်လက်နဲ့အဲ့ဒါဖဲ့တာပဲသလားပြီးတော့ကျွန်တော်ပြောပြပါပြလက်ရှိအခြေအနေတခုမှာမမဟုတ်ဘူးเนาะရှေ့ကာလမှာတည်းကကျွန်တော်ဒီလိုမျိုးတွေ YouTube မရိုက်ခင်တည်းကအာပြောပြောခဲ့တဲ့ဥစ္စာမျိုးတွေလည်းရှိတယ်ကျွန်တော်စပြီးတော့မှ YouTube ဆိုက်တဲ့အချိန်မှာတည်းကပြောခဲ့တဲ့ဇာတ်ကားလည်းရှိတယ်ဒါကလည်းကျွန်တော်မှီညမ်းပြီးတော့မှကျွန်တော်မြင်ခဲ့တဲ့အကြောင်းအရာတွေပေါ်မှာပေါ့နော်ကျွန်တော်လေ့လာခဲ့တဲ့အကြောင်းအရာတွေပေါ်မှာဒါမိသားစုတွေပြောပြခဲ့တာရှိပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ဟိုပြည်ဒဇာနဲ့နိုင်ငံရေးသမားတယောက်နဲ့တွေ့ကြတယ်ပြောချင်တာကဘာလဲဆိုတော့ဖာယုံကို ိုင်ငံရေးသမားရောက်သွားတယ်ပေါ့အဲ့ဒီအချိန်မှာနိုင်ငံရေးသမားပြစ်ဒဇာကိုပါဘလစ်ဆိုတော့ကျုပ်ကနိုင်ငံရေးသမားမလိမ့်တတ်ဘူးတဲ့ဆိုတော့ပြစ်ဒဇာလည်းပါဘလစ်ဆိုတော့ကျမကပြစ်ဒဇာအပြိုဆက်တယ်ရှင်းတယ်ဆိုတော့လက်ရှိဒီလက်ရှိပြိုင်ပွဲဝင်နေမဲ့ဒီကျော်ရွေးကောက်ပွဲဝင်မဲ့ပေါ့နော်ဒါရွေးကောက်ပွဲဝင်ပြီးတော့ပြိုင်ပွဲဝင်မှာပေါ့နော်အဲ့တော့ဒီအဲအမတ်ဆိုတဲ့ကောင်တွေကလည်းယူတာတဲ့ဆိုတဲ့ဥစ္စာဖြစ်နိုင်ပါမလားသူတို့ပြောတဲ့စကားနဲ့သူတို့လုံမဲ့အလုံးနဲ့ရောပြောတဲ့စကားနဲ့လုံတဲ့လုံနဲ့တည်နိုင်ပါမလားအဲ့လိုမျိုးသားတည်နိုင်မယ်ဆိုရင်တည်ကြတဲ့ ဟို NLD တပါတီတဲကိုပဲပေါ့ဗျာ NLD ပါတီပြိုင်ခဲ့ဆိုတော့ NLD တပါတီတဲကိုပဲအကုန်လုံးသိမ်းကျုံပြီးတော့မှမထည့်ဘူးဒါကအရှိတရားပဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာခင်ဗျားတို့အုံနောက်နဲ့တွေးပြီးတော့မှနှလုံးသားနဲ့ခံစားပြီးတော့မှခင်ဗျားတို့စဉ်းစားကြည့်ဒီလက်ရှိမှာရွေးကောက်ပွဲမင်းအောင်လိုင်းလိုလိုရွေးကောက်ပွဲကငါတို့အတွက်လားသူတို့အတွက်လားဆိုတာကိုခွဲခြားပြီးတော့မှအာသိမြင်နိုင်ကြပါစေနားလည်နိုင်ကြပါစေလို့ဒါကျွန်တော်ကပြောချင်ပါတယ်အားလုံးပဲကျေးဇူးများကြီးထင်ပါတယ် ောက်တစ်ခေါက်မှပြန်ဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့တော်လန်လေးဖြစ်ပါစေ Platter Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြတဲ့တလုံးတို့ကပြေဝနိုင်ကြပါစေဗျာ